အမေရိကန်ပြည်ထောင်စုတွင်အစိုးရအလုံများရန်နာထားခြင်းတွင် ပြိုင်ဘက်ဒီမိုကရက်များကိုဖိအားပေးရန်သမရထရန်ကထောင်နှင်းချီတဲ့ဖက်ဒရယ်အလုံသမားများကိုအလုံမှထုတ်ပယ်လိုက်ပြီးဖြစ်ကြောင်းသိရှိရပါသည်။အင်ဖြူတော်ရဲ့စီမံခန့်ခွဲရေးဒရိုက်တာရက်ဆေဖာကစကြာနီနန်နန်၌လူမှုကွန်ရက်တွင် လုံသားအင်အားချော့ချခြင်းစတင်နေပြီဟုရေးသားခဲ့ပြီးနောက်အေဂျင်စီခုနှစ်ခုမှအလုတ်သမား၄000ကျော်ကိုအလုံးမှထုတ်ပယ်လိုက်ကြောင်းအုတ်ချုပ်ရေးအဖွဲ့ကပြောကြားခဲ့သည်ကိုသိရှိရပါသည် အမေရိကန်ရင်ဥပဒေအရအစိုးရက၎င်းရဲ့အလုပ်သမားများကိုအလုံမထုတ်ပယ်မည်ဆိုပါကအနည်းဆုံးရက်30ကြိုတင်အကြောင်းကြားစာပေးရမည်ဖြစ်ကြောင်းသိရှိရပါသည်။တောက်ကြနေကလုပ်ငန်းစဉ်စတင်ပြီဟုပြောပြီးနောက်၎င်းတို့သည်ကယ်လီဖိုးနီးယားမြောက်ပိုင်းရှိ Federal တရားရုံးတစ်ခုအားယာယီပိတ်ဆို့ထားရန် တောင်းဆိုခဲ့ကြောင်းလည်းသိရှိရပါသည်။အစိုးရရဲ့ဆိုင်နာကိုအကြောင်းပြချက်ဖြင့်အသုံးပြုပြီးနိုင်ငံတော်ဝန်မှရှိတဲ့လူမှုအတိုင်းဝိုင်းတွေကိုအရေးကြီးတဲ့ဝန်ဆောင်မှုတွေပေးနေတဲ့အလို့သမားထောင်ပေါင်းများစွာကို တရားမဝင်အလုပ်ထုတ်ဖို့ဖြစ်တာဟာ Trump အစိုးရအတွက်ရှက်စရာကောင်းပါတယ်ဟု AFGE ဥက္ကဋ္ဌ Everest Kelly ကပြောကြားခဲ့ပါတယ်။